ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအသေး6တာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အသေး6တယ်ဆိုတာကအသေးယောဂါထဲမှာဆိုရင်အဖြစ်များတဲ့ယောဂါထဲမှာပါဝင်ပါတယ်ဒါကြောင့်မလို့ဖြစ်စေတဲ့အကြောင်းရင်းတွေကိုသိချာသိထားဖို့လိုအပ်ပါတယ်ဒါမှသာတချို့အရာတွေကိုရှောင်ကျင်ပြီးတော့အသေးမ6အောင်ကာဝယ်နိုင်မှာပဲဖြစ်ပါတယ်ပထမချက်အနေနဲ့ကကြတော့အရက်တောက်တာကြောင့်ဖြစ်ပါတယ်အရက်ကိုများများတောက်မယ်အချိန်ကြာကြာတောက်မယ်ဆိုလို့ရှိရင် သဲ6စေပါတယ်။အရက်ကအသဲ10တွေကိုဖျက်ဆီးပါတယ်။ဒီကမ္ဘာလုံးအနေနဲ့ဆိုလို့ရှိရင်လည်းအရက်တောက်တာကြောင့်အသဲ6တာကအများဆုံးနဲ့မှာပါဝင်ပါတယ်။ဒုတိယချက်အနေနဲ့ကကြတော့အသဲရောင်တာကြောင့်ဖြစ်ပါတယ်။အသဲရောင်အတဝဘီပိုးအသဲရောင်အတဝစီပိုးဒီလိုမျိုးအသဲရောင်အတဝပိုးတွေကအသဲ6တာကိုဖြစ်စေပါတယ်။လူတိုင်းတော့ဖြစ်တာတော့မဟုတ်ပါဘူး။တချို့လူတွေမှာဖြစ်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဘီပိုးစီပိုးရှိနေပြီဆိုရင် သေချာကုသဖို့လိုအပ်ပါတယ်။ ံပါတ်3ချက်ကကြတော့အသေးအစီဖုံးတာကြောင့်ဖြစ်ပါတယ်အသေးအစီဖုံးယောဂဖြစ်ပြီဆိုလို့ရှိရင်လည်းအခက်မသိရင်အသေး6တာမျိုးဖြစ်တတ်ပါတယ်အသေးအစီဖုံးတယ်ဆိုတာကအဝါလုံးနဲ့လူတွေမှာဖြစ်တတ်ပါတယ်စီးကျူယောဂရှိရင်ဖြစ်တတ်ပါတယ်သွေးထဲမှာကိုလက်စထရောများနေရဆိုရင်ဖြစ်တတ်ပါတယ်နောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ auto immune ယောဂတွေကအသေးကိုသွားပြီးတော့တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်ဒါကြလေမှာခန္ဓာကိုယ်ကနေပြီးတော့ခုခံစနစ်က မှားပြင်းပြီးတော့အသေးဆဲတွေကိုတိုက်ခိုက်တာမျိုးရှိပါတယ်။အဲဒီခါမျိုးမှာဆိုရင်အသေးခြောက်တာမျိုးဖြစ်တတ်ပါတယ်။နောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တချို့သောအရာတွေစုပုံတာကြောင့်ဖြစ်ပါတယ်။ဥပမာအဖြစ်ကောပါလို့ခေါ်တဲ့ဓာတ် စုပုံမယ်ဆိုရင်ဖြစ်နိုင်တယ်။အာယုံလို့ခေါ်တဲ့တန်ဓာတ်စုပုံမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ဒီဓာတ်တွေကအသေးဆဲတွေကိုဖျက်ဆီးပြီးတော့အသေးခြောက်တာကိုဖြစ်စေပါတယ်။နောက်အချက်ကကြတော့ဆေးဝါးတွေကြောင့်ဖြစ်ပါတယ်။တချို့သော အကြိုက်ခဲ့ပြောင်းစေးတွေ steroid စေးတွေတချို့တော့တိုင်ရင်စေးတွေဒါတွေကရေရှည်အသုံးပြုတဲ့အခါမှာအခက်မသိရင်အသေး၆တာမျိုးကိုဖြစ်စေပါတယ်။ဒါကြောင့်မလို့ဒီစေးတွေကိုတောက်မယ်ဆိုရင်ဆီအောင်နဲ့အသေးချတိုင်ပေပြီးမှသာတောက်တင်ပါတယ်။အခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြတော့အသေး၆တာကိုဖြစ်စေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ နောက်ဗီဒီယိုလေးတွေမှာဆိုလို့ရှင်အသေး၆ပြီဆိုရင်ဘယ်လိုသိနိုင်လဲဘယ်လိုလက္ခဏာတွေပြလဲဘယ်လိုကုသလုပ်ရလဲဆိုတာကိုပြပြပြသွားမှာဖြစ်ပါတယ်။ဗီဒီယိုကလေးကိုစုံလေးကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။သိချင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ်။